ဘိုင်းနဆ6ရဲ့အဆမှာဆိုရင်တော့တန်ဂျီရူဟာအပြည့်ဝအာယုံစူးစိုက်မှုကိုလုပ်နေနေတော့မှာကောင်မာလီနဲ့တိုက်ခိုက်ခဲ့ရမှာတည်ရေကြခဲ့တာကိုတွေ့ရမှာပါလွန်ခဲ့တဲ့လာအနည်းငယ်လောက်တုန်းကလာမင်းမိတ်စာအောက်ခြေအစဉ်6ရှိသူတယောက်ဟာသူနဲ့မရင်းနှီးတဲ့နေရာတစ်ခုကိုရောက်နေပြီးအဲ့ဒီမိမကနေရာတစ်ခုလုံးကိုပြောင်းပြန်လာအောင်လုပ်နိုင်တဲ့အစွမ်းရှိနေရလားလို့တွေးနေခဲ့ပါလိတယောက်ကလည်းတီးခတ်နေခဲ့ကဒီနေရာမှာလာမင်းမိတ်စာဆက်နှပါးပဲဖိတ်ခေါ်ခံရတာဖြစ်ပါလိအခုချိန်ဒီအောက်ခြေအစဉ်ကမရောက်လာသေးပါဘူးသွေးမိတ်စာစွမ်းအားနဲ့ဇဝဲကုန်တွေကရွေသွားတာကိုတွေ့လိုက်ရပြီး ကီမိုနိုအနက်ရောင်ကိုဝတ်ဆင်ထားတဲ့လူတယောက်ကိုတွေ့လိုက်ရပါသည်။ကီဘူဆူဂျီမူဆန်ရောက်ရှိလာပြီးအားလုံးကိုခေါင်းငုံထားကြပါလို့ပြောတဲ့အချိန်မှမှသူမန်းအကုန်လုံးကရိတ်မိသွားခဲ့ကြပါသည်။အရှင်ရဲ့အရှိန်ဝါနဲ့အသွင်ပြောင်းထားတာမလို့ခွင်းလွှတ်ကြပါလို့ပြောလိုက်တော့သူကဘသူစကားပြောခွင့်ပေးလို့လဲလို့ပြောကမင်းတို့ရဲ့တန်ဖိုးမရှိတဲ့အတွေ့အကြုံနဲ့အတန်ထွက်မလာနိုင်လို့ပြောလိုက်ပါသည်။သူဟာအစင်ငါရှိတဲ့ရူရီဟာအသက်ခံလိုက်ရတဲ့အကြောင်းဒါကြောင့်သူ့မှာမေးစရာရှိတာကအဲ့ဒါကဘာဖြစ်လို့အောက်ခြေအစင်မကောင်းဆိုးဝါးတွေအားနည်းနေရလဲဆိုတာပဲဖြစ်ကြောင်း မင်းတို့တွေအနေနဲ့လာမင်းမိတ်စာဆန်းတဲ့ဘားတွေကိုဝေနိုင်ရုံလောက်နေတယ်မကျေနပ်နေသေးတဲ့အကြောင်းနဲ့လူသားတွေကိုပို့စားပြီးတော့ပို့အစမ်းထွက်အောင်လုပ်ရမယ့်အကြောင်းတွေကိုဒရဇက်ပြောနေခဲ့ပါတယ်ဒီလောက်နေ့တွေကြာတဲ့အချိန်ထိလာမင်းမိတ်စာဆန်းတဲ့ဘားကလူပုံစံကိုမပြောင်းလဲနိုင်သေးပဲဟာရှီရာတွေကိုမတက်နိုင်သေးဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိတ်စာတကောင်ဟာသူ့ရဲ့အတွေ့အကြုံနေပြီးဒီလိုပြောတော့ကလွဲပါတယ်လို့တွေးလိုက်တဲ့အချိန်မှာပဲဂီဘူဆူကြီးကသူ့ရဲ့အတွေ့အကြုံကိုတီးသွားခဲ့ပြီးတော့အဲ့တော့ဘာဖြစ်တယ်လဲဆက်ပြောလေလို့မိလိုက်ပါတယ်မိတ်စာကောင်ဟာသူမှားပြီဆိုတာကိုသိလိုက်ရပါပြီအဲ့ဒီအချိန်ကနောက်ကျသွားပါပြီ။ သူဟာခီဘူးဆူဂျီရဲ့လက်ထဲမှာတည်ဆုံသွားခဲ့ရပါသည်။လာမင်မိတ်ဆာဆန်နပါးလေးကိုဝင်နိုင်ဖို့အတွက်ကြိုးစားခဲ့ရပြီးတော့မှအခုချိန်မှာတရားတော်မှလာလို့မိတ်ဆာတကောင်ကအချိန်ချင်းတွေးနေခဲ့မိပါသည်။သူတို့ဟာရှီရာအစင်းရှိတဲ့မကောင်းဆိုးဝါးနှိမ်နင်းသူတွေနဲ့တွေ့တာတော့ထွက်ပြေးဖို့အတွက်ပဲခေါင်းထဲမှာရှိနေတာမဟုတ်လားလို့မေးတော့မိတ်ဆာမကကျမတို့ကအရှင်အတွက်အသက်ကိုပေးဆက်ပြီးတော့တိုက်ခိုက်မှာပါလို့ပြောလိုက်ပါသည်။မင်းကငါစကားကိုပြန်ခံပြောနေရလားလို့မေးလိုက်ပြီးအဲ့ဒီမိတ်ဆာမလေးဘဝပြောင်းသွားခဲ့ပါတော့တယ်။သူတို့ရဲ့စိတ်တီကအဖက်ခံနေရတာဖြစ်ပြီး ်သူပြောတာကိုသဘောတူစီဖြစ်စေမတူစီဖြစ်စေအသက်ခံရမှလည်းဖြစ်ပါရည်မိစ္ဆာတကောင်ကလင်းမြန်စွာထွက်ပြေးသွားတဲ့အချိန်မှာထွက်ပေါက်ကိုမရောက်ခင်မှာပဲခေါင်းဖြတ်အသက်ခံလိုက်ရပါရည်လာမင်းမိစ္ဆာဆက်နှစ်ပါးကိုအထက်အဆင့်မှာထားတော့ကောင်းမယ်လို့ပြောကအောက်ခြေအဆင့်ကိုဖြတ်သိမ်းဖို့အတွက်ကီဘူးစုကြီးကပြောနေခဲ့ပါရည်ဆောင်တီတီနဲ့မင်းကလေးရဲ့တိုက်ခွန်းနဲ့ဖန်းစီခံလိုက်ရတာကောင်းဖြတ်ခံလိုက်ရတဲ့မိစ္ဆာကတော့လုံအောင်ကိုပြန်ကူးသားလို့ရတော့မှမဟုတ်ပါဘူး။အခန်းထဲမှာလေးသွေးစက်တီနဲ့ပြေးနှံ့နေခဲ့ပြီးတော့နောက်ဆုံးအနေနဲ့ဘာများပြောချင်သေးတယ်လဲလို့မေးလိုက်တဲ့အချိန်မှာ မိစ္ဆာတကောင်ဟာသူဟာအရှင်းထွက်အသုံးဝင်အောင်နေပါမယ်လို့ပြောလိုက်ပါလိ။သူ့ကိုအချိန်နည်းနည်းလေးပဲပေးမယ်ဆိုရင်အသုံးဝင်တဲ့သူဖြစ်လာအောင်ကြိုးစားပါမယ်လို့ပြောလိုက်တဲ့အချိန်ပါပဲ။ကီဘူဆူဂျီဟာအချိန်ဘလောက်ပဲထပ်ပေးပေးမင်းဆွမ်းနဲ့ဘာရီများအသုံးဝင်ပါလေလို့ထပ်မေးနေခဲ့ပါလိ။အရှင်းရဲ့သွေးကိုပေးမယ်ဆိုရင်ပိုပြီးတော့စွမ်းအားကြီးတဲ့မကောင်းဆိုးအနေနဲ့အရှင်းထွက်တိုက်ခိုက်ပေးနိုင်ပါတယ်လို့ပြောလိုက်တဲ့အချိန်မှာမင်းကဘာမလို့ငါရဲ့သွေးကိုပေးဖို့တောင်းဆိုရတာလဲလို့ဆိုတော့ကီဘူဆူဂျီကဒေါသတွေထွက်သွားခဲ့ရပါလိ။သူအနေနဲ့လောကကြီးမှာဘာတစ်ခုမှမမားခဲ့ဘူးကြောင် လောက်ငယ်သားရိအနေနဲ့သူပြောတဲ့စကားကိုညှင်းဆန့်စရာအကြောင်းမရှိကြောင်းသူ့ကိုပြန်ခံပြောတဲ့အတွက်အဲ့ဒီမိစ္ဆာကတည်တည်နေအကြောင်းပြောလိုက်ပါလိဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့မိစ္ဆာကောင်ကြီးကအရန်ကိုလမ်းဖြန်သွားခဲ့တာတွေ့ရပါလိနောက်တစ်ယောက်ကလည်းပဲနောက်ဆုံးအနေနဲ့ပြောစရာကဘာများဖြစ်တယ်လဲလို့မိတော့မိစ္ဆာမကအသက်ခံရတော့မှကိုသိတဲ့အတွက်မတုံမလုံထိုင်နေခဲ့ပြီးအရှင်းလုံးလူလက်ထဲမှာတည်ခွင့်ရတဲ့အတွက်ကြောင့်သူ့ကိုသူဂုံယူမိပါတယ်လို့ပြောလိုက်ပါလိသူဟာမိစ္ဆာဖြစ်ပေမဲ့အခြားသူတွေကိုတတ်ဖြတ်နေတဲ့အချိန်မှာသူတို့ဒီဝေဒနာကိုခံစားနေရတာကိုအယားသာခံပြီးကြည်ရှုခဲ့တာဖြစ်ပါလိ ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့သူကအရန်ကိုသဘောကျသွားပြီးသူ့ရဲ့သွေးတွေအများကြီးကိုဖောက်ထုတ်ပေးခဲ့ပါတယ်။အဲဒီသွေးပမာဏကိုလက်မခံနိုင်ရင်တော့တည်ဆုံသွားမှာဖြစ်ပြီးတော့အကယ်၍လက်ခံနိုင်ခဲ့ရင်လေသူ့ရဲ့ခန္ဓာကိုယ်ကအရန်ကိုစွမ်းအားတွေတိုးမြင့်လာနိုင်ပြီးအင်အားကြီးမားတဲ့မိစ္ဆာတကောင် ဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါရီအလုံးပြီးသွားရင်တော့သူ့အတွက်အသုံးဝင်တဲ့သူဖြစ်လာပေးရမယ်လို့ခီဘူဆူဂျီကပြောလိုက်ကနေမင်းပုံစံငကက်ကိုဝစ်စင်ထားတဲ့မကောင်းစွားနေနေသူကိုတတ်နိုင်မယ်ဆိုရင်သူ့အတွက်ဆိုးလက်တွေအများကြီးရောက်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူဟာအခန်းပြကြီးတစ်ခုထဲကိုရောက်ရှိသွားခဲ့ပြီး အရှင်းရဲ့သွေးတွေကနေတခုခုစီးစင်းလာတယ်လို့ခံစားရပြီးသူ့ရဲ့မျက်လုံးတွေကလည်းတန်ဂျီရိုရဲ့ပုံရိပ်တွေကိုမြင်အောင်နေခဲ့ပါလိမ့်။ဟာရှီရာနဲ့အဲ့ဒီကောင်လေးကိုတတ်နိုင်မယ်ဆိုရင်အရှင်းစီကနောက်ထပ်သွေးတွေအများကြီးထပ်မံရရှိလာမှာဖြစ်ပြီးတော့ဒါရီအလုံးဟာသူ့အတွက်တော့အိမ်မက်မက်နေတယ်လို့ခံစားခဲ့ရပါလိမ့်။မနက်မိုးမလင်းကြီးမှာကြီးကန်းကအော်ဟစ်ကတန်ဂျီရိုကိုနှုတ်လိုက်ပြီးရထားပေါ်မှာပြဿနာတစ်ခုဖြစ်ပွားခဲ့တဲ့အတွက်အဲ့ဒီရထားစီကိုသွားရမယ်လို့အမိန်တော်ပါတဲ့အကြောင်းပြောပြနေပါလိမ့်။သူတို့၃ယောက်ဟာရန်ကုန်ကူးနဲ့တူပူပေါင်းပြီးလှုပ်ဆောင်ရမှာဖြစ်ပါလိမ့်။အခုချက်ချင်းအနောက်ဘက်ကိုခီးထွက်ရမှာဖြစ်ပြီး သူတို့တွေကလည်းပဲမိစာနေနေမှုအတွက်ချက်ချင်းပြင်ဆင်နေခဲ့ပါလိမ့်။ရေဘူစုကြီးကတန်ဂျီရိုကိုလိုက်တက်ဖို့အတွက်ပြင်ဆင်နေရဆိုတာကိုမိစာနေနေရဲ့အဖွဲ့ရဲ့အကြီးအကဲဖြစ်သူတွေကရိပ်မိနေခဲ့ပြီးတော့ကာမာရိုဟာစိတ်ထားဖြူစင်ပြီးအခြေခံလေးကျင့်ရေးတွေကိုနေ့စဉ်ကြိုးစားပြီးတော့လှုပ်ဆောင်နေတဲ့အကြောင်းကြားလိုက်ရပါလိမ့်။သူဟာမျောလင်းထားတာထပ်ပို့ပြီးတော့ထူးချင်စွာလှုပ်ဆောင်နိုင်ခဲ့ပြီးတရက်စိတ်ထဲမှာလေးပဲခီဘူစူဂျီမူဇန်ကိုအနိုင်ယူနိုင်ရမယ်ဆိုတဲ့ပြတ်သားတွေရွေချယ်တခုရှိနေပါလိ။ဒါအပြင်တန်ဂျီရိုရဲ့အဖေကဟီနိုကာမီကာဂူရာလို့ခေါ်တဲ့မိသားရှုခြင်းပုံစံကိုလုပ်နိုင်တဲ့အကြောင်းသူကိုယ်တိုင်ပြောပြခဲ့တာဖြစ်ပြီး အဲ့ဒီချိန်တုန်းကအခြားရွေးချယ်စရာနည်းလမ်းမရှိခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါသည်။ဒါကြောင့်မလို့တန်ဂျီရိုကိုဟာရှီရာရန်ဂိုကူကတင် जा ပေးနိုင်မဲ့ပုံပေါ်ပြီးမကောင်းဆိုးဝါးဖြစ်တာတော့လူသားမဆားတဲ့ညီမလေးရဲ့ဂီဘူဆူဂျီနဲ့တွေ့ဆုံခဲ့ရတဲ့အတွေ့အကြုံတွေကိုပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့သူ့ရဲ့ကံကြမ္မာဟာရန်ကိုကောင်းလွန်းတာဖြစ်မယ်လို့သခင်ကသုံးသပ်ခဲ့ပါသည်။ဒန်ဂျီရိုခန်းလေးကနေထွက်လာတဲ့အချိန်မှာတော့သူနဲ့တိုက်မိသွားခဲ့တဲ့လူတယောက်ကိုသတိထားမိသွားခဲ့ပြီးနောက်ဆုံးလူရွေးဘက်ကတယောက်မဟုတ်လားလို့တွေးနေခဲ့မိတာပါအချိန်တို့လေးတွေးမှအန်အောစရာကောင်းလောက်အောင်တမ်မာထွားကြိုင်းလာတဲ့သူ့ကိုကြည့်ပြီးနှုတ်ဆက်လိုက်ပြီးမြင် အဲ့လိုကတော့တန်ဂျီရိုကိုနည်းနည်းလေးတော့မှဂယူမဆိုင်ခဲ့ပါဘူးအဲ့နောက်မှာတော့သူဟာသူ့ကိုလေ့ကျင့်ပေးခဲ့တဲ့ကောင်းမလေးကိုသွားရောက်နှုတ်ဆက်ခဲ့ကတိုက်ပွဲပြန်ဝင်နိုင်အောင်လုပ်ပေးခဲ့တဲ့အတွက်ဂျေဆုတင်မာရီလို့ပြောလိုက်ပါတယ်သူတို့ကိုကူညီပေးခဲ့တဲ့အာဝီကလည်းပဲသူတို့ရဲ့တစိတ်တပိုင်းဖြစ်သွားပြီမို့သူ့ရဲ့ခံစားချက်တွေကိုကိုနဲ့မကွာတည်ဆောင်သွားပါမယ်လို့ပြောလိုက်ရင်ပဲနောက်တစ်ခါဒဏ်ရာထပ်ရခဲ့ရင်ကုသပေးပါအောင်လို့ပြောကထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ကိုစကားမပြောတဲ့ကောင်းမလေးကိုသွားပြီးတော့နှုတ်ဆက်တဲ့အချိန်မှာဒီမဟာအကျွေးစီကိုမြောက်တင်လိုက်ကသူ့ကိုစကားပြန်ပြောခဲ့ပါတယ် ဒန်ဂျီရိုကကောင်မာလေးစကားပြောနေတာကိုတွေ့တော့အယံအံ့ဩသွားခဲ့ရပြီးဒီအကျွေးစီးကြောင့်စကားပြောနေတာလားလို့မိလိုက်ပါရီကျွန်မဟာဆရာရဲ့အမိန့်ကိုမရတဲ့အခါမှာအခုလိုမျိုးအကျွေးစီးကိုမြောက်ကဆုံးဖြတ်ချက်ချလေးရှိကြောင်းပြောလိုက်ပြီးအခုဒီချိန်မှာပန်းချတဲ့အတွက်စကားပြောလိုက်တာဖြစ်ကြောင်းဒန်ဂျီရိုကိုရှင်းပြနေပါရီနှုတ်ဆက်ပါရီလို့ကာနာဟုကပြောလိုက်တော့ဘာဖြစ်လို့ကိုရိုင်းမဆုံးဖြတ်နိုင်တာလဲလို့သူကမိလိုက်တဲ့အချိန်မှာကာနာဟုကကိုရိုင်းဆုံးဖြတ်တာမဆုံးဖြတ်တာကသူ့အတွက်အရေးမကြီးတော့ဘူးလို့ပြန်ဖြေခဲ့ပါရီပြီးတော့ကာနာဟုရဲ့နှလုံးသားအတန်ကဒိုးလို့နေတဲ့အတွက်အမိန့်နာကနာကလည်းအရေးကြီးတယ်လို့ဆိုပေမယ့် ကိုပိုင်ဆုံးဖြတ်ချက်ကိုလည်းအလေးထားရမယ်လို့ပြောလိုက်ပါရီတန်ဂျီရိုကသူမစီကအကျွေးစီကိုငားလိုက်ပြီးမြှောက်ပြီးဆုံးဖြတ်မယ်လို့ပြောလိုက်ပါရီကာနာဟုကအခုချိန်ကစလို့ကိုနှလုံးသားကပြောတဲ့စကားတွေကိုတေချာနားထောင်ရမယ်ဆိုတာကိုဆုံးဖြတ်မှာဖြစ်ပြီးခေါင်းကြလာရင်နားထောင်ရမှာဖြစ်ကြောင်းပြောလိုက်ပါရီအဲ့ဒီချိန်မှာပဲအမြင့်ကြီးကိုရောက်သွားတဲ့အကျွေးစီကအောက်ကိုပြန်ကြလာပြီးဘဲကိုရောက်သွားမှမသိဖြစ်နေပါရီအဲ့နောက်မှာတော့ပြန်တွေ့သွားခဲ့ပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းကြနေတာကိုတွေ့လိုက်ရပါရီ ဒန်ဂျီရိုဟာသူမကိုနှလုံးသားကလာတဲ့စကားတွေကိုနာခံတက်အောင်လှုပ်ပါလို့ပြောလိုက်ကာထွက်သွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ဒန်ဂျီရို၃ယောက်ဟာဘူးသီးကြောက်ကိုပေါအောင်မှုန်နိုင်ခဲ့ကြပြီဖြစ်ပြီးဒီလိုကြိုးစားတဲ့အတွက်ကလေးမလေးတွေကသူတို့ကိုထမင်းလိုက်တွေလှုပ်လာခဲ့ပြီးပါတယ်။ပြီးတော့အပြင်ကမကောင်းဆိုးဝါးတွေအများကြီးကိုနှိမ်နင်းခဲ့ပါတော့လို့ပြောလိုက်ပြီးဒန်ဂျီရိုကလည်းအကောင်းဆုံးကြိုးစားခဲ့ပါမယ်လို့ကတိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒိုမီယိုခါကိုတွေ့လိုက်ရပြီးသူကဒန်ဂျီရိုကိုအလုံးစုံအာယုံစူးစိုက်ခြင်းကိုဆက်ပြီးတော့လေ့ကျင့်နေဖို့အတွက်လည်းပြောလိုက်ကာဒန်ဂျီရိုကနေစုကိုကိစ္စနဲ့ပတ်သက်ပြီးဂျေဇူးတင်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ ဒါကိုအလုတ်ကောင်းကောင်းလုပ်ပြီးငါ့ကိုကျေးဇူးတင်လို့ရတယ်လို့ဂီယူကပြောပြီးတော့သူရဲ့အလုတ်တွေကမကောင်းစွားတွေကိုနှိမ်နင်းမှုပဲလို့ဆိုတာယုတ်တရက်ပြန်ပြီးတော့ပျောက်ကွယ်သွားခဲ့ပါလိမ့်။ဇယင်းစုကလည်းကလေးမလေးတွေကိုနှုတ်ဆက်နေခဲ့ပြီးပြန်လဲထူထောင်ကြီးကနေထွက်ခွာလာခဲ့ကြပါလိမ့်။မြူတွေကဘူတာယုံတို့ခုမှတော့မြေထားတစ်စင်းသားကိုသူတို့၃ယောက်ကရောက်လာခဲ့ကြပြီးအင်နိုစကေကတော့ဒီရထားကိုရှင်းပြလိုက်မယ်ဆိုပြီးတော့ပြောနေပါလိမ့်။သူဟာရထားကိုခေါင်းနဲ့ပြေးတိုက်နေခဲ့ပြီးတော့ယေရီကသူတို့ကိုလာဖမ်းပါလိမ့်။ဒီလိုနဲ့သူတို့၃ယောက်သာဘူတာယုံကနေထွက်ပြေးလာခဲ့ပါလိမ့်။ ်မိစားနေနေသူတွေဟာအစိုးရစီကနေတရားဝင်ခွင့်ပြုချက်ရမှထားတဲ့အတွက်ကြောင့်အခုလိုမျိုးဓာရီကင်မီရှောက်သွားနေလို့မရပါဘူးဘသူမှသူတို့ကမယုံကြပါနဲ့သူတို့ကမကောင်းဆိုးဝါးတွေအကြောင်းရှင်းပြနေတော့မှလက်ခံကြမှာမဟုတ်ဘူးလို့တန်ဂျီရိုကပြောလိုက်ပါတယ်ဒီလိုနဲ့ရထားကြီးကစတင်ထွက်ခွာလာနေခဲ့ပြီးတော့တန်ဂျီရိုတို့ဟာရထားပေါ်ကိုအမိပြေးလိုက်သွားကြရပါတယ်တန်ဂျီရိုဟာလည်းပဲနဲစကိုကိုလည်းသူနဲ့အတူခေါ်ဆောင်လာခဲ့ပြီဖြစ်ပြီးသူတို့မောင်နှမနှစ်ယောက်ဟာဘယ်တော့မှမခွဲဘူးလို့ဂရီးပြုနေခဲ့ကြရင်အပိုင်း26 season 1ဟာလည်းပဲပြီးဆုံးအဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ် အဆုံးထိ live ပါကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။